the pony dead that another separate chat the low ten dime will look at me my another တချင်းဆိုတာလည်းဘယ်လိုပြောရမလဲပြိတက်အကြိုက်ကိုဖန်တီးပေးရလေအချစ်ချောင်းလေးတွေပြီးရင်အစုံပေါ့နော်အစုံရတာအစုံပေးရတာပေါ့တေးကြတယ်လာမင်းတော့အသက်ကွဲခဲ့မယ်ဆိုရင်ပေါ့နော်ကိုယ်ကမချစ်လို့ထားခဲ့မယ်ဆိုတော့ထားသွားလိမ့်ရခိစားမရှိဘူးမေတ္တာပဲထားမှာပါတချင်းလေးကလို့တော့လုံးဝမလုပ်ဘူးအခုကဒါတချင်းမို့လို့တချင်းတချင်းပုံစံမျိုးလေးဖြစ်နေရပေါ့နော် ိန်စားဆိုတချင်းရဲ့ပုံစံကကြတော့အဟိုဘယ်လိုပြောမလဲကိုချစ်သူကကိုထားခဲ့လို့ မိတာမိတာမပေးနိုင်ဘူးပဲတည်ရမလားစဉ်းစားပဲငါငါခံစားသလိုနေခံစားပါစေပေါ့အဲ့လိုပုံစံမျိုးပေါ့တချင်းတချင်းနဲ့မှပြောတာပါအပြင်မှာတော့လုံးမလုပ်ပါချင်းကတော့ဒီတချင်းလေးကလာမင်းရဲ့ဟောပေါ့ပထမဆုံး series အဖေလေးကတချင်းလေးဖြစ်တယ်အဲ့တချင်းလေးကိုလာမင်းကအဲကြိုက်လို့ပေါ့နော်ဒါဒါပြန်ပြီးတော့ပြန်လုတ်တာပေါ့ version လေးကြီးလည်းပြန်တီလုံးလေးကြီးလည်းပြန်ပြောင်းလိုက်တယ်တီလုံးပုံစံလေးကြီးလည်းပြန်ချိန်ထားတယ်အဲ့ဒါလေးကို MV ကတော့မထွက်သေးဘူးပေါ့အခုမှ MV ရိုက်ဖြစ်တာပေါ့နော်ဟုတ် ော်များများတော့အသေးကွဲတဲ့သူကတော့တော်တော်များလို့တော့မြင်နေရပဲလीเนาะအဲ့လိုလူတွေတော့ကြိုက်မယ်ထင်တာပဲထင်တာပေါ့မရှိဘူးမရှိဘူးဘာမှမဆိုင်ဘူးအဲ့လိုလည်းမရှိဘူးတဲလည်းမကွဲဘူးအဲ့လိုလည်းမရှိဘူးတချင်းဆိုတာလည်းဘယ်လိုပြောရမလဲပြိတက်အကြိုက်ကိုဖန်တီးပေးရလေအအချစ်ចောင်းလေးတွေပြီးရင်အစုံပေါ့เนาะအစုံရတာအစုံပေးရပေါ့တေးကြတယ်လာမြင်တော့အသေးကွဲခဲ့မယ်ဆိုရင်ပေါ့เนาะကိုယ်ကိုမချစ်လို့ထားခဲ့မယ်ဆိုတော့ထားသွားလိုက်ရတဲ့ကိစ္စမရှိဘူးမြစ်တာပဲထားမှာပါတချင်းလေးရလို့တော့လုံးဝမလုပ်ဘူး အခုကဒါတချင်းမလို့တချင်းတချင်းပုံစံမျိုးလေးဖြစ်နေရပါတော့ဟုတ်အဲ့မမအဲ့လိုမလုပ်တတ်တာအဲ့လိုမျိုးလုပ်ဖို့စိတ်ကူးလည်းမရှိဘူးကိုကကိုသာတချင်းပုံစံလေးရဲ့ဒီတချင်းရဲ့ melody လေးတွေကြိုက်လို့လေဒီတချင်းလေးကိုကလုပ်ဖြစ်တာအဲ့လိုတချင်းနဲ့အတိုင်းတော့မရှိပါဘူးလုပ်မှလည်းမဟုတ်ပါဘူးဟင်ကြီးကမှအများကြီးမှမထားဘူးလားကိုကပဲထားခဲ့တာထားခဲ့ဘူးဘယ်သူမှလည်းမထားခဲ့ဘူးဘယ်သူမှလည်းကိုမထားခဲ့ဘူး အဲကန်ကောင်းတယ်လို့ထင်လားဆိုတော့အေးပေါ့ကန်ကောင်းတာပေါ့နော်ကန်ကောင်းပါတယ်ဟိုအမေကအဲ့လိုမျိုးကြီးကြိုက်ပဲလည်းမရှုပ်တတ်ဘူးလေနော်မြင်ဘူးလို့လားအဲ့လိုဘဲတွေနဲ့ပုံနေပါရဲ့မမြင်ဘူးမလားမြင်ဘူးလည်းတယောက်လောက်ပဲမြင်ဘူးမဟုတ်တယ်မလားငယ်ငယ်တော့ဆိုးခဲ့တော့ပါဘွယ်တော့အဲငယ်သေးလို့ပါအဲ့တော့ ကြောက်လားဆိုတော့မသိဘူးမကွဲဘူးတော့မသိဘူးပေါ့နော်။အော်တိတော့အဲ့လိုမျိုးတော့မဟုတ်ဘူး။တကယ်လို့ဒါငါသာတဲကွဲခဲ့ရင်ဆိုပြီးတွေးလိုက်တာနဲ့ဟိုအဲ့လိုမျိုးမရအောင်လေအဲ့လိုပုံစံမျိုးတော့ရှိရပါဘော။ခန်းစားခန်းစားကြည့်လို့တော့ရပါတယ်။ပြီးတော့တငယ်ချင်းတွေလည်းတဲကွဲဘူးလားမြင်ဘူးလေဆိုတော့လေဟုတ်။ကြောက်လားတဲကွဲ။မကြောက်ပါဘူး။ဖြစ်ချိန်တိုင်းတော့ဖြစ်သွားမှာပဲလေနော်။အခုတော့အချိန်ရမှာရှိခဲ့တာ။အေးစေးပါပဲ။ အပြိုကြီးပဲလုံမှာအခုအပြိုကြီးပဲလုံမှာအပြိုကြီးပဲလုံမှာဒီတစ်ခေါက်တော့တချင်းရတော့မြူးသွားပါတော့နည်းနည်းလေးမြူးမယ်အဲအဲ့လိုမျိုးမြူးတာလေးကတာလေးအဲ့လိုလေးပေါ့ဟုတ်မြူးလေးပေါ့တော့တချင်းလေးလည်းလုတ် လုတ်တယ်လေအခုဒါလေးပြီးသွားလို့ရှိလို့ရှိရင်အဲ့လိုမျိုးနေကြိုက်လေးပေါ့နော်နေကြိုက်လေးတစ်ပုတ်လုတ်ရအောင်မလားမြေဝယ်ထားတဲ့ချင်းတွေကလည်းလက်ထဲမှာရှိနေတော့လေဟိုတေးစီရကြတယ်သူတို့တချင်းလေးတွေထွက်စီချင်တယ်ပေါ့နော်ဆိုရဲခါကျတော့ကိုကမလုတ်တော့လို့မရဘူးအကုန်လုံးတော့ဝယ်ထားပြီးသားတချင်းလေးတွေတော့အကုန်လုံး လုတ်လုတ်ဖြစ်မှာပါဝယ်ထားတာ၉ဘုတ်လောက်ရှိတယ်။၉ဘုတ်လောက်တန်းစီပြီးတော့ထွက်မှာပေါ့နော်။ဟိုဟာဘယ်လိုပြောရမလဲ။ကိုက line ကြောင်တယ်ပဲပြောမလား။ဒါပေမဲ့ကိုကြိုက်တာကိုလုတ်တာလीနော်။ဆိုတော့ဟိုမြူးလဲမြူးသွားတယ်ပြီးရင်အေးရင်လဲအေးသွားမယ်အဲ့လိုမျိုးပေါ့။ရှင်အေးရလေးလည်းပါမယ်မြူးရလေးလည်းပါမယ်ပေါ့အဲ့မျိုးနေချိုင်းမျိုးချိုင်းလေးတော့ခွာလို့ရတာပေါ့ဘလော့ဆယ်တော့ဒီနေအချိုင်းလေးတွေပဲပို့ပြီးတော့ဟိုဖက်လာမြန်နေတွေထွက်ရတာများဆိုတော့လေနေတွေထွက်ပြီးတော့တချင်းနေစပတ်ဆိုတာများဆိုတော့ အဲ့အားကြောင့်မို့အဲ့ဒါတချင်းလေးလည်းလုပ်ရရပေါ့နော်တောင်းဆိုရလေပြိတက်ကလည်းအဲ့ဒါလေးလည်းလုပ်ပေးပါဆိုကွာလုပ်ရရပေါ့ဒါလေးပြီးရင်တချင်းနောက်တစ်ခုထွက်မယ်ကြိမ်စာပြီးလို့ရှိရင်နောက်ထွက်မယ်တဘောကကြတော့ဝမ်းနေစွာလမ်းခွဲပြရစီဆိုပြီးတော့အဲ့တချင်းလေးဒီမင်းတွေ့ထက်ရေးထားတဲ့တချင်းလေးအဲ့ဒါလေးထွက်မယ်တချင်းအေးအေးလေးပေါ့အဲ့ဒါလေးကတော့ဟုတ်တယ်ဟုတ်တယ်အကုန်လုံးကြိုက်မယ်လို့ထင်တာပဲအဲ့တချင်းကြရင်တော့အဲ့လိုမျိုးလေးဆိုပို့ပြီးတော့သဘောကျကြတယ်ဒါမဲ့လည်းအမျိုးမျိုးဘယ်လိုပြောရမလဲရတအစုံတော့လုံးလုံးမဖြစ်ပါလေခွန်ပိုင်ချက်ဆို တချင်းလောက်ဖြစ်တာဆိုရင်တော့နှစ်နှစ်သုံးနှစ်လောက်ပဲရှိအောင်မှာပါနည်းနည်းတော့သုံးနှစ်လောက်ပေါ့သုံးနှစ်လောက်ရှိပြီတန်းတုံးနှစ်လောက်ရှိတချင်းမဲ့လောက်ဖြစ်တော့မှာပါခုကနောက်ပိုင်းတချင်းလောက်ဖြစ်မဲ့ DJ လေးလောက်မဲ့ဒီဒီဒီနှစ်ခုပဲပြီးတော့ခုမှစီးဝါးရေးလည်းရှိရဆိုတော့လာဒီသုံးခုနဲ့နေကောတော်တော်လေးကိုပြန်မန်းနေပါခုပိုင်းတချင်းလေးတွေကတော့အဲနေတော့နေသေးရပေါ့နော်ဖြည်းဖြည်းဖြည်းချင်းတော့လာမင်းလောက်သွားမှာပါခုကပွဲတွေကလည်းဒီပွင့်လင်းရတီရောက်ပြီဆိုတော့ပွဲထွက်ရများလေရများဆိုတဲ့ခါကျအဲ့ကြားထဲမှာ အားတဲ့ချင်းလေးတွေမှာတော့အဲတချင်းအစ်တစ်ကလေးဖန်တီးပေးဖြစ်မှာပါပရိသတ်ကအဲ့လိုမျိုးကိုယ့်တချင်းလေးတွေကိုအဲလိုက်ဆိုရတဲ့ feeling ကကြတော့အရင်ပြောစရာကောင်းတာပေါ့နော်အဲအားကြောင့်မလို့အဲဒီထက်ပို့ပြီးတော့အများကြီးစူးစမ်းစူးစမ်းပါအောင်မယ်လို့ဟုတ် ကျင်းစာတချင်းလေးထုတ်လို့ရှင်လဲအားပေးပါအောင်လို့ပြောချင်ပါတယ်ကျင်းစာတချင်းလေးကြတော့လဲဟိုလူငယ်ကြိုက်လေးပေါ့နော်လူကြီးကြီးတော့အမြင်ကက်ချင်ကမှာပေါ့လူငယ်ကြိုက်လေးလည်းဖြစ်တယ်ပြီးကြတော့ဒီလာမယ့်ဒီ show တွေပါလေဆိုလို့ရှင်လဲဆိုလို့ကောင်းတယ်ခုံပေါက်လို့ကောင်းတယ်တချင်းလေး music လေးရတယ်မီမီလေးတီးရဆိုတော့ဟာကျင်းစာတချင်းလေးထွက်ထွက်လို့ရှင်အားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်အာတချင်းလေးကိုလည်းပြိတက်ကြိုက်အောင်ပေါ့နော်ပြီးတော့မီမီလေးလည်းဖန်တီးထားပါတယ်ကျေးဇူးတင်ပါတယ်ဟာကျေးဇူးပါ Um...